ားလုံးမင်္ဂလာပါမျိုးတွေကဲတစ်ထွိုင်းနဲ့၄ထွိုင်းနှစ်ပေါက်ဖြစ်လို့ကျွန်တော်ပထမတစ်ထွိုင်းပြတာလို့အခုပြန်ပြမယ်နော်ဗရိတ်၃လို့စဖြစ်သွားပြီအမျိုးတွေဒီရိတ်၃ကနေစတင်မှာအဲ့ဒီအချိန်မှာမျိုးတွေရှိနော်၅ထဲဤတဲ့၄ထဲဤတဲ့6လို့ဖြစ်ခဲ့ပြီเนาะဖြစ်တာ ਨੇ ဒီကနေပြီးတော့တပင်2ပင်3ပင်ဆင်လာရတဲ့6ပရိတ်ကလေးဒီမှာလာချုပ်သွားတယ်เนาะဒီ6လေးကိုမှ6ပရိတ်လို့လာခံတဲ့အချိန်လေးမှာသူ့ဆောင်လေးရ ၃ဘိတ်၃ဘိတ်ဒီ၃ဘိတ်လေးနှစ်ခုက၃ထိုင်ထွက်သလားလို့စဉ်းစားတော့မယ်အချိန်ပြန်ရောက်သွားတယ်နော်အဲ့ဒါဆိုရင်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်မစဉ်းတော့ပေါ့ဗျာ၄၅၃ဆိုတော့နှစ်ပရိကလေးခံရရတာဒါ main ရိုက်တာလို့နော်ပြင်ရောမကြိုက်တော့အဲ့မှာတစ်ထိတ်ကလေးနဲ့၃လို့ဖြစ်တာအဲ့ဒီ၃အဲ့ဒီ၃ဖြစ်ခဲ့တဲ့နှစ်ကနေပြီးတော့ကျွန်တော်သွားလိုက်မယ်ဆိုတော့ဘယ်နှစ်နှစ်ချားတော့တော့တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်8နှစ်၈နှစ်9နှစ်ချားလိုက်တဲ့အဲ့လိုဖြစ်ခဲ့လို့တဲ့ကိုပရိထွက်တဲ့အချိန်မှာနောက်ဘူးလေးနဲ့ပရိကိုလို့စကြပြီနော်အဲ့လိုကြပြီးလို့ရှိရင်တဲ့ ီပရိတ်3ခေါ်ခဲ့လို့ဒီမှာပရိတ်3လေးကြမယ်ဒီဒီ3ဒီ3လုံးမပြောဘူးเนาะပရိတ်3ကြမယ်လို့ပြောပါเนาะပရိတ်3လေးကြပြီဒီချိန်ရှစ်လေးခွန်လို့ဒီချိန်ကြမယ်เนาะသူ့ရဲ့အမျိုးလေး3ရှစ်ခွန်ဆိုတာလေးကြအောင်မယ်เนาะမျိုးလေး3ရှစ်ခွန်လေးကြပြီเนาะဟုတ်ပြီเนาะ3ရှစ်ခွန်လေးကြမယ်အော်အဲ့ဒီမှာကျွန်တော်ခေါ်ခဲ့တဲ့3နှလုံးဘူးလေး3ထွန်ကြသလားလို့ခေါ်တဲ့အချိန်မှာသူ့ဆောင်းမှာတုံညာထိတ်ကလေးလေးတဲပြီးခဲ့ပြီမျိုးလေးเนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီချိန်နှစ်ချိန်သုံးချိန်ဆင်လာပြီဒီကွာကိုကြောင့် 不哩过拖得拉，哩过不哩叫，过不哩拖得拉，路子孬，生那里孬牛哩，生那里孬牛哩。阿拉素言呢，东不哩地，得钱呢，那钱呢，东钱呢，咋孬？诈骗奥上来，是不是的？连女女都为着我诈骗。得钱那钱东钱里钱矮的，念阿四，说得可能哩四年多。哎，你念阿四，好好来，啥地方都不哩，东喏，东也矮也。 ရှစ်ရယ်ဆိုပြီးဒီကနေ့ကိုပေါက်ခိုင်းတာမျိုးတို့ဟုတ်ပြီနော်ဒါဆိုရင်မျိုးတွေရှင်းတယ်နော်အဲကျွန်တော်ဒုတိယကတ်သွားကြမယ်နော်ကျွန်တော်လည်းကွန်ဆာတော့ခဏထူနေမစားပဲလေမနေနိုင်စားပြန်တော့လောက်ကရှုပ်အဲ့ဒါဆိုရင်နဲ့သုံးပရေကိုစားထွက်ပြီနော်အဲ့ဒါဆိုရင်ရှစ်ရှစ်လို့ဖြစ်ခဲ့နော်ဟိုမှာကိုးခဲ့တာနော်ဒီမှာရှစ်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့တပင်နှစ်ပင်သုံးမယ်စင်လိုက်ရှစ်ပရေလို့ပြန်လဲထိုးလိုက်သူ့အပေါ်ကနောက်ပိတ်နှစ်ကလေးရဲ့နောက်ပိတ်နှစ်ကလေးရဲ့နှစ်ပူးလေးတပူးရသွားပြီနော်မှတ်တာနော်အဲ့ဒါနေအောက်ဆင်းလိုက် လေး၅၃လို့တဲ့နေတိတိကလေးခံထားမှာလေး၅၃နဲ့ရိုက်တဲ့အပွဲမှာ၃နဲ့၃နဲ့အဲ့ဒါကြောင့်မလို့ရေးလိုက်မယ်ဆိုရင်နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်နဲ့အတိပဲနော်နောက်ပူးလေးနဲ့ပရိတ်ကိုလို့စကြပြီနော်မျိုးတွေမှတ်တာနော်ကြာကြာပြီဆိုတော့ဒီရောက်လာပြီထွိုင်ထွက်တဲ့ရောက်လာပြီနှစ်ထွိုင်လို့ထွက်ခဲ့တာဒီအပူလေးလာစဉ်းစားပြီနော်မျိုးတွေကျွန်တော်ကတော့တစ်ထွိုင်ခေါ်ထားလို့နော်အခုမှတုံးညထိတ်ကလေးတွေပြီးခဲ့ပြီအဲ့ဒါဆိုဆောင်းစဉ်းလိုက်မယ်တဲ့နှစ်ထွိုင်တဲ့တပင်းနှစ်ပင်းသုံးပင်း ခွာ၆ဒီတဲ့၆ပရိအောင်တလားဒါမှမဟုတ်ဒီ၃လုံး၆ကြောင်းပရိ၆အောင်တလားခွာ၆က၆ပရိအောင်တလား၃လုံး၆က၆ပရိအောင်တလားလို့စဉ်းစားမယ်နော်ယူရအဲ့ဒါဆိုရင်အဲ့နှစ်မှာ၃ပရိဆိုစကြပြီတစ်ကြိမ်နော်၃ပရိနှစ်ကြိမ်ကြပြီနော်ကျွန်တော်စခေါ်ခဲ့တယ်၈ခွန်၄ဆိုကဏ္ဍနေကြပြီနော်အောက်ဆက်ဆင်းလိုက်၃၈ခွန်လို့ကြပြီလင်မယားလားအမျိုးလားတော့မသိဘူးနော်တွဲလိုက်နေတာပဲအဲ့ဒါဆိုရင်အောက်ရောက်သွားရင် လေးနှစ်နှစ်တကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ထွက်လာပြီတဲ့ငါးနှစ်ရှစ်ဆိုတဲ့ကဏ္ဍရှိနေတယ်တဲ့အဲ့ဒါကြောင့်မလို့စတဲခဲ့တဲ့3ရယ်5ရယ်7ရယ်3 5 7လို့တဲပြီးပြန်ပိတ်ချင်တဲ့သဘောခေါ်တာနော်လေးနှစ်နှစ်ဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်ပြီးတော့အောက်မှာမရှိဘူးအဲ့ဒါဆိုရင်ကျွန်တော်လက်ရှိကတ်သွားရမယ်နော်3ပရိတ်တဲ့ရှီပေါင်းခွန်တဲ့တပင်း2ပင်း3ပင်မှာခွန်ပရိတ်လို့လားတယ်ဒီမှာ၄ပိတ်တဲ့၄ပိတ်တဲ့အဲ့ဒါ၄ဘူးလေးဖြစ်နေကျွန်တော်ပထမအဲ့ဒီချိန်မှာတိပူးရိုက်ဖို့တွေ့တိထွန်ရိုက်ဖို့တွေ့ထားနော်အဲ့မှာကြည့်ကြမယ်နော်အဲ့ဒီမှာ လေးပိတ်လေးပိတ်လို့ဖြစ်ခဲ့ပြီခွန်ပရိတ်လေးပေါ့ဒီခွန်လေးနော်ဟိုမှာချုပ်ခဲ့တာစချုပ်တာကိုကိုပရိတ်ခံတယ်ရှစ်ကိုရှစ်ပရိတ်ခံတယ်ဒီနှလုံးခွန်ကိုခွန်ပရိတ်လို့ခံခဲ့တယ်နော်ခံပြီးမှဒီလေးဘူးလေးနော်နောက်လေးဘူးလေးနှစ်ခုကိုဆင်းလာမယ်နော်အဲ့ဒါဆိုရင်အောက်ဆင်းလာလိုက်တယ်၄၅၃ဆိုတာ main တရားလို့သူ့ဘောမှာတစ်ထစ်ကလေးဒီနှလုံး၃နှလုံးဖြစ်သွားတဲ့အချိန်မှာတဲ့အဲ့ဒီမှာဘရိတ်ကိုထွက်မယ်တဲ့နောက်ဘူးလေးနဲ့ဘရိတ်ကိုဘရိတ်ကိုကထွက်တယ်နော်ဒီမှာလည်းဘရိတ်ကိုရှင်နော်အဲ့မဲ့နောက်ဘူးလေးဘရိတ်ကိုထွက်မယ်တဲ့ သုံးပရိတ်ဒီအိုက်နေမှာထွက်မယ်ဆိုဟောသုံးပရိတ်စဆာလိုက်တပေါက်စထွက်တယ်အယောကမွတ်နော်သုံးပရိတ်ရဲစထွက်တာဟိုမှာတော့သုံးပရိတ်ကသုံးချိန်၄ချိန်မှာထွက်တာဟုတ်တယ်နော်၄ချိန်မှာထွက်ခဲ့တာဒီမှာ၄ချိန်မှာထွက်တာနော်သုံးပရိတ်ကဟုတ်လားဒီမှာကျတော့ကြည့်ဦးသုံးပရိတ်ကနော်၆ချိန်မှာထွက်တာအော်ဒီကျတော့တစ်ချိန်မှာစထွက်တယ်အခုလက်ရှိသုံးပရိတ်တစ်ချိန်မှာထွက်သေးဘူးနော်ယူလေအဲ့ဒါဆိုရင်လည်းဒီပင်ရောက်ပြီကျွန်တော်ပထမခေါ်ခဲ့တာကတုံညာထိတ်ကလေးဖြစ်ခဲ့တော့ဒီစောင်းလိုက်တာနဲ့နော်ကျွန်တော်စောင်းလိုက်တဲ့အခါမှာဘာရအောင်ဆိုပိုဘက်မှာထွက်ခဲ့တာ၃ထွိုင်း၂ထွိုင်းဆိုဒီချိန်မှာ၁ထွိုင်းလို့ကျွန်တော် ခေါ်လိုက်တာပေါ့နော်အဲ့ဒါဆိုရင်ဟိုဘော်ကကြလာတဲ့လေးထွိုင်လေးရောမကြနိုင်ဘူးလားလို့တစ်ချက်ပြန်စဉ်းစားကြတဲ့အချိန်မှာနော်တစ်ချိန်နှစ်ချိန်သုံးချိန်စဉ်းစားရတယ်သူ့ဘေးထွက်လိုက်ဘွာသုံးဒီဘွာသုံးလေးကြောင့်သုံးပရိဆိုရင်သုံးထွိုင်ဒီသုံးလုံးပေါင်းခဲ့တဲ့နှစ်ကြောင့်နှစ်ပရိဆိုရင်လေးထွိုင်အမျိုးလေးဘယ်ဘက်ကကြီးခိုက်တယ်နော်ဒီဘွာသုံးကြောင့်သုံးပရိဆိုရင်တစ်ထွိုင်သူ့ပေါင်းခဲ့တဲ့နှစ်ကြောင့်နှစ်ပရိဆိုရင်လေးထွိုင်တကွတထောင်တန်းပါတဲ့မျိုးတွေကပြန်ကြည့်နော်အေးချာကျွန်တော်ပြန်ပြောပြပထမထွက်ခဲ့တဲ့ ကိုပရိတ်တုံညာလေးခံလို့သုံးဖန်ထွက်တဲ့ချိန်မှာတပင်းနှပင်းသုံးမယ်ဘွားကိုအကြောင်းမလို့ပရိတ်ကိုတဲ့သုံးလုံးပေါင်းခဲ့တဲ့ကိုအကြောင်းပရိတ်ကိုတဲ့ကြိုက်တယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါတခြားဆေးရတာမျိုးဘယ်ရမတာပြင်းတော့ကျဟိုဘယ်ရမတာရှောက်ပြနေသူကလည်းမျိုးတွေအထံကုန်မှာဆိုလို့တုံညာလေးထိတ်ဖြစ်ခဲ့ပြီနှစ်ထွိုင်းလို့ကြားတဲ့အချိန်မှာတစ်ချိန်နှစ်ချိန်သုံးချိန်ဒီဘွား6ကြောင်းပရိတ်6တာလားဒီသုံးလုံး6ကြောင်းပရိတ်6တာလားစဉ်းစားတာနော်မျိုးတွေနော်အဲ့ဒါတော့ဟုတ်ပြီနော်အဲ့ဒီ3ဒီဒီ3ဒီမှာကြားတယ် နော်ဒီနှစ်ဒီဒီနှစ်နှလုံးဒီဒီမှာကြားတယ်ဒီလေးနှလုံးကြားမလားပြန်စဉ်းစားပြီဒီမှာတပင်းနှစ်ပင်သုံးပင်နဲ့စဉ်းလိုက်ကွာသုံးကြောင်ဗရိတ်သုံးထွက်မယ်ဆိုရင်တစ်ထွားပရိသုံးလုံးဒီသုံးလုံးပေါင်းနဲ့ပရိနှစ်ချောင်းနှစ်ပရိထွက်မယ်ဆိုရင်၄ထွက်ကဲမျိုးလေးမင်္ဂလာပါမျိုးလေးတန်ပါတယ်နော်မျိုးလေးဘလို့ကြည့်ကြည့်တကွက်တစ်ထောင်ထိုးပါမျိုးလေးအရင်ပြေပေါ့နော်၅သိန်းခွဲနဲ့တစ်ထောင်နဲ့လဲလိုက်ပေါ့၂ထောင်နဲ့၅သိန်းခွဲလဲလိုက်ပေါ့ဘာပေါ့ပေါ့အားလုံးမင်္ဂလာပါမျိုးတွေတဲ့ကျွန်တော်တို့ ရိုက်ကြမယ်ပေါ့ဗျာကနန်းကူးလေးပေါ့ဟိုဘက်ဒီဘက်ဘဲညာကူးလေးရိုက်ကြအောင်နော်ကိုးပဲတပင်းနှစ်ပင်သုံးပင်လေးပင်ဆင်းလိုက်လေးပဲနောက်တပင်ကူးလိုက်6ပဲနော်6 4 9တို့ဖြစ်တဲ့နှစ်ထဲမှာဒီကနန်းလေးရအောက်ဆင်းလိုက်မယ်နော်ဒီကနန်းလေးရအဲ့ဒီနှစ်ကွက်ဒီတဲ့စာဖြစ်ခဲ့တဲ့ကနန်းလေးဒီခွန်ပရိတ်ကလေးရဇောင်းကကနန်းလေးနော်သူဒီပြန်ကြမယ်သူဒီပြန်ကြမယ်ပြန်ကြမှာဘယ်ကြီးကြမှာတော့ဆိုတော့86ကနေပြီးသွားလိုက်တဲ့ 85ခုနှစ်မှာပြန်ကြမယ်တဲ့နော်ပထမဆုံးပြခဲ့တဲ့ကဏ္ဍဟုတ်တယ်နော်ဒီ5နှစ်ကလေးဒီ5နှစ်လို့ကြားတယ်နော်3000 900လို့ကြားတယ်နော်3000 900လေးကြားတယ်နော်အဲ့လိုကြားပြီးရင်တဲ့အဲ့ဒီနှစ်မှာ460ဆိုတဲ့ကဏ္ဍဘီဂျင်းကရပောက်တဲ့ကဏ္ဍလေးပေါ့နော်အဲ့ဒါကျွန်တော်ပြန်ကြည့်ကြမယ်တနည်းနည်းနှစ်သုံးနှစ်အဲ့ဒီနှစ်မှာ3ခါရတယ်3ညခါရတယ်9ခါရတယ် ခါတုံးလုံးနှစ်လို့ဖြစ်ခဲ့တာ ਨੇ အဲ့ဒီနှစ်ဖြစ်ခဲ့တဲ့အပင်ရကနန်းလေးဘေးချင်းနှစ်ပြန်ကြမယ်အဲ့လိုကြဖို့အတွက်ကိုတဲ့သူ့ရဲ့အပေါ်တက်လိုက်တဲ့ကြခဲ့တဲ့နှစ်ရထိတ်စီကနန်းလေးထိတ်ကနန်းလေးเนาะငါးလေးเนาะအဲ့ဒီငါးလေးမှတ်ထားလိုက်เนาะမှတ်ထားပြီးအဲ့ဒီကနန်းဒီကနန်းဘေးချင်းအောင်မဲ့အချိန်မှာတဲ့လေးထိတ်တဲ့ခွန်ထိတ်တဲ့လေးထိတ်တဲ့အဆောင်တုံးလုံးငါးလို့ဖြစ်တော့ဆိုတော့သူကရိုက်လို့ရတယ်เนาะဒီကနန်းရိုက်လို့ရသွားပြီเนาะသူက ီ9လို့ဖြစ်တာဒီကဏ္ဍကြောင့်ဖြစ်မှာเนาะဟုတ်ပြီเนาะဒီ1003လို့နှစ်ကြောင့်သူ့ဘေးရကဏ္ဍလေးပြန်ကြเนาะပြန်ကူးมาဒီဘက်ကိုအဲ့ဒါဆိုရင်၄ထိပ်ရပြီဆို9669ခွန်းလည်းပဲကျွန်တော်တို့ကထိုးယူမှရှိတော့တာเนาะဟုတ်ပြီเนาะကဲအဲ့ဒါဆိုကျွန်တော်တို့သူ့ရဲ့ frame နေလာမှာเนาะမပြီးသေးတာเนาะမပြီးသေးတဲ့ပကြီးကားတွေလာလိမ့်မယ်သူ့ frame နေเนาะဟုတ်ပြီเนาะအဲ့ဒါဆိုရင်သူ့ frame နေလာလိမ့်မယ်တဲ့ဒီမှာတစ်ချက်ထပ်ပြထားခဲ့မှာเนาะငါ brake ဖြစ်လို့ရှိရင်သူ့ဆောင်းမှာငါ power ငါအကြောင်းတုံညလို့ဖြစ်ခဲ့တဲ့အချိန်မှာ ဟုတ်ပြီနော်အဲ့ဒီတုံညာပရိတ်လေးဒီမှာပြန်အောင်မယ်တဲ့နော်ဒီငါးအကြောင်းတုံညာဖြစ်တဲ့အဲ့တုံညာပရိတ်လေးဒီမှာပြန်အောင်မယ်အောင်မှုအတွက်ကိုတဲ့ငါးဖြစ်ခဲ့တဲ့အတွက်၄၃၈ဆိုတာငါးလို့ဖြစ်ပြီးမှ၈ပိတ်ကလေးနဲ့အောင်ပါတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ရှည်နှလုံးကပေါင်းခြင်းနဲ့ဇက်ဝက်ဆိုင်ကြည့်နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ဒုတိယကတ်သွားမယ်နော်ဒုတိယကတည်းက93ခုနှစ်မှာ6တဲ့1တဲ့9လို့နော်ဖြစ်ပြီနော်6တဲ့9လို့ဖြစ်ပြီအဲ့ဒီနှစ်ထဲမှာပဲကြည်လိုက်နော်တို့ပြန်ကြကနန်းရှာမယ်နော် အီကနန်လေးကြမှာလားလို့ပြောခွန်ဆောင်လေးပြီနော်ခွန်ပရိတ်ကလေးရဆောင်းကကနန်ရသူ့အောက်က900ဆိုတဲ့ကနန်လေးရနော်အဲ့ဒါနေသွားလိုက်2000နှစ်ကိုရောက်သွားမယ်နော်အချိန်ကြီးကြိုက်တယ်နော်တူတူပဲနော်အဲ့ဒီမှာရှာလိုက်မယ်နော်လီလီခွန်ထွက်တယ်နော်လီလီခွန်ထွက်တယ်နော်လီလီခွန်ကဒီလီလီခွန်ထွက်တယ်နော်ခွန်ပရိတ်လေးရပြီးရအဲ့ဒါနေဆက်ကြည့်လိုက်တယ်ကြရတယ်နော်ဟုတ်တယ်နော်900တဲ့300 300လို့ကြရတယ်နော်အဲ့လိုကြပြီးရင်ကျွန်တော်တို့က ဒီကနန်းလေးဒီတဲ့သူ့ရဲ့ဘေးချင်းကတ်ရဲ့နေ့ကကနန်းလေးတဲ့ကြာတယ်နော်ဒီမှာကြာပြီနော်မာပရီလေးအဲ့လိုကြာတော့ဒီကနန်းဘာလို့ကြာတော့ဆိုတော့လေးခါတယ်ခွန်ခါတယ်တစ်ခါတယ်အထောင်သုံးလုံးနှိဖြစ်ခဲ့တဲ့ဘေးရကနန်းလေးလို့ပြောထားတယ်နော်ဟုတ်တယ်နော်အမျိုးဒီဒီမှာလည်းဟလာအထောင်သုံးလုံးနှိဖြစ်ခဲ့တဲ့ဘေးရကနန်းလေးပြန်ကြာတယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အထောင်သုံးလုံးနှိဖြစ်ခဲ့တဲ့ပန်းန်းလေးနော်တုံညဦးငါဆိုတဲ့ကနန်းလေးဒီဘက်နှစ်မှာပြန်ကြာမယ်အဲ့လိုကြာဖို့အတွက်ကိုတဲ့သူ့ရဲ့အပေါ်ဆုံးဘေးပြန်နှစ်ကတုံညထိတ်တဲ့ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့တဲ့ 5ထိတဲ့6ထိတဲ့9ထိတဲ့အဆောင်တုံးတုံးတုံညဆိုမှတော့5ထိရမှာတော့9တုံညတုံညကိုနှစ်ကွက်လှည့်ထိုးလိုက်အောင်မြူတွေဟုတ်ပြီနော်အဲ့ဒါဆိုရင်အောက်ဆက်စင်းလာရခုနနီးတူပဲ၄ပရေတဲ့ကြပြီနော်သူ့ဆောင်လိုက်ကိုခါလို့ဖြစ်ပြီး9ပရေလို့ဒီမှာကြမှာဟုတ်ပြီနော်အဲ့ဒါဆိုရင်တဲ့၄ပိတ်တဲ့၃ခါတဲ့၈ပိတ်တဲ့ ၄ရက်၃ရက်၈ရက်၅လို့ပြန်ဖြစ်တဲ့ချိန်မှာဒီကိုကြောင့်ဗရိတ်ကူးပြန်ကြမှာ၄ကြောင့်ကိုကိုကြောင့်ကိုလို့ပြန်ကြတဲ့ချိန်မှာရှစ်ပိတ်ကလေးရတော့ရှင်နှလုံးကတဆေကိုဆက်ဝက်ဆိုင်ကလေးဟုတ်ပြီနော်မျိုးလေးအဲ့ဒါဆိုရင်တတိယလက်ရှိကတ်သွားမယ်နော်တိအပိတ်၆အပိတ်၈အပိတ်ရှစ်၆တိလို့ဖြစ်ခဲ့တဲ့နှစ်ကကဏ္ဍလေးရှာမယ်နော်ဒီမှာလည်းတကွက်ကြာတယ်အဲ့မှာနော်ဒါပေမဲ့အဲ့ကဏ္ဍမရှိဘူးခွန်ဗရိတ်ကလေးရဆောင်းကဏ္ဍဟုတ်ပြီနော်အဲ့ဒါပြီးအောက်ဆင်လိုက်ကဏ္ဍနှစ်ပေါက်နော် ရှင်ငါးနှစ်ဆိုတဲ့ကဏ္ဍကလည်းငါးရှစ်နှစ်လို့ကြားတယ်နော်အဲ့ဒါဆိုရင်ကုသုံးနှစ်ကြားတယ်နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကတို့တို့ရိုက်တာတာဗျာတလန်းလုံးနော်အဲ့လိုရိုက်တဲ့ချိန်မှာသူ့တနှစ်ကျော်ကဏ္ဍလေးကြောက်လို့ကျွန်တော်ဒီလိုပေါင်းကြီးနှစ်တွေအကုန်ရှာပြီးသားနော်ဟုတ်လားငါးတယ်ခုံးနဲ့သုံးရတယ်ဒီသုံးလုံးနှစ်ဖြစ်ခဲ့တဲ့ဘီယာကဏ္ဍလေးအမျိုးလေးဒီအောက်မှာနှစ်တွေမရှိဘူးရှာကြည့်နော်ဒီမှာကြည့်နှစ်မဖြစ်ဘူးလို့သိရှာကြည့်နော်ကြည့်သုံးရခုံးရှစ်ကို 3နှစ်ဆိုတာမရှိခဲ့ဘူးเนาะအဲ့ဒါဆိုရင်ဒီနှစ်ကလေးဖြစ်ခဲ့တဲ့ဘေးရကဏ္ဍလေး841ဆိုတဲ့ကဏ္ဍလေးကြာကျင်တာတဲ့ကြာကျင်တယ်ဆိုတော့ဒီအချိန်လေးမှာ841ကလေးကြိုက်လို့ထိုးမှာเนาะမြင်သမျှပြမယ်ကြည်တာထိုးကြเนาะကျွန်တော်တွေ့တာလေးတွေမြင်တော့လက်မလုံးပြပေးမယ်ခွန်ထိတ်တဲ့၈ထိတ်တဲ့၄ထိတ်ထည့်လိုက်လို့ရှိရင်အမျိုးတွေကျွန်တော်ရေးလိုက်မယ်เนาะဟုတ်ပြီเนาะကျွန်တော်ရေးလိုက်မယ်เนาะခွန်ထိတ် ရှစ်ထည်တဲ့လေးထည်တဲ့ဒီအဆောင်သုံးလုံးကိုးလို့ဖြစ်ချင်းကျွန်တော်တို့ကဘာလို့ကိုးဖြစ်ချင်တာလို့ဆိုအဲ့နောက်တနေ့ဦးတက်လိုက်တယ်ထိတ်ထောင်ခဲ့တာကိုးလေးနော်ဒီကြမဲ့ခဏရဲ့ထိတ်ကကိုးလေးထောင်ခဲ့တာဟုတ်ပြီနော်အဲ့ဒီကိုးလေးကြောင့်ဟုတ်လားရှစ်သုံးလုံးကျွန်တော်ထိတ်သီးသုံးလုံးကိုးလို့ရိုက်ချင်တာခွန်ထိတ်ရှစ်ထိတ်လေးထိတ်ဆိုတော့ခွန်ရှစ်လေးဆိုတော့ကိုးဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ရရင်မလေးတရှစ်နဲ့လေးရှစ်တနှစ်ကွက်သေးပဲနော်အမျိုးလေးနော်သုံးပရိတ်ကလည်းတကြိမ်ကြံလေးတယ် မကြသေးလို့ဒီပွဲလေးပြန်တင်ပေးလိုက်ဟုတ်ပြီနော်အမျိုးတွေအဲ့ဒါဆိုရင်အမျိုးတွေအကွာအဝေးပြန်ပြနိုင်မယ်နော်ဒီစားကြည့်ကြဒီထွက်မဲ့နှစ်ကနေ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်ပါနော်10ချိန်မှာဖြစ်ခဲ့တဲ့ကဏ္ဍလေးဟုတ်ပြီနော်ဟုတ်ပြီနော်10ချိန်မှာဖြစ်ခဲ့တာ sorry ကျွန်တော်ပြန်ဒါ10ချိန်ကြည့်ပြီးလိုက်နော်ဒါလေးတစ်ခုချိန်နဲ့ပြန်ပြပေးမယ်ဟုတ်လားပရိတ်ကိုတဲ့ ဖြစ်ခဲ့ပြီเนาะကို့ကြောင့်လေးလေးခါထိုင်ခဲ့ပြီဆိုဟဲ့ဒီအပင်မှာလေးပရိရိုက်မယ်တဲ့ဟုတ်ပြီเนาะမျိုးတွေလေးပရိရိုက်မယ်နောက်ပည့်ရခါထိုင်ရနောက်ပည့်ရဒီသုံးလုံး၅လို့ဖြစ်တာ ਨੇ ဒီမှာတစ်လုံးရတာ ਨੇ ဒီဘွဲမှာလေးပရိရိုက်မယ်เนาะအမျိုးတွေ ပြခဲ့ပြီเนาะ break 6 6ကြောင်း4လို့ထိုးခဲ့တဲ့အပင်မှာ4 break ရိုက်မှာဟုတ်ပြီเนาะအဲ့ဒါပြန်ပြခုနတည်းเนาะအဲ့ဒါဆိုရင်တော့ထွက်မဲ့အပင်ရောက်သွားရင်လည်းပြန်ကြည့်ပြမယ်เนาะတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10 10ချိန်ပဲခြားတာเนาะ10နှစ်ခြား6ပဲ10ပဲ9ပဲ6 9 10လို့ဖြစ်တာเนาะအဲ့လိုဖြစ်တဲ့နှစ်မှာပြန်ကြည့်เนาะအဲ့ကြတဲ့နှစ်မှာကြည့်လိုက်4 break ကို4ကြောင်း6ခါလို့ဖြစ်ပြီး6 break လို့ကြတဲ့အချိန်မှာ၄၃၈ဆိုတာ၅လို့ဖြစ်ပြီးမှာဘယ်ကူကြတာเนาะခုနကတော့ဒီဘက်မှာ၄ဝေးကြမှာဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီ ကြမဲ့ပဲနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်အတိပဲเนาะအမျိုးတွေဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီနေ့မှာကြည်လိုက်တဲ့ငါးပရိတဲ့ငါးကြောင့်တုံညလို့ခါထိုင်ပြီးတုံညပရိကြတဲ့အချိန်မှာတဲ့လေးရှိရှိလို့ကြတဲ့အချိန်မှာလေးတဲ့သုံးရှိတဲ့เนาะငါးတာဒီမှာလေးသုံးရှိနေပဲငါးတာเนาะဒီစားရှိနေဒီမှာလည်းလေးသုံးရှိလို့ပဲငါးတာเนาะမျိုးတွေဒီမှာလေးတရှိရိုက်တဲ့အချိန်မှာရှစ်ပိတ်နဲ့ကြလို့ရှင်ရှစ်လေး 3ဆိုတဲ့ကဏ္ဍမျိုးဖြစ်နိုင်တာ8 3 4ဆိုတဲ့ကဏ္ဍမျိုးဖြစ်နိုင်တယ်နော်အမျိုးလေးအဲ့ဒါလေးကသူ့အန်သူ frame လေးကြည့်လို့ကောင်းတယ်နော်တခြားကြည့်နော်အမျိုးလေးဒီမှာ၄ထိနေရိုက်မယ်တစ်ပိတ်နဲ့8နော်တစ်ခါနဲ့8ပိတ်နေရိုက်မယ်ဒီမှာ8ပိတ်ရိုက်တာနဲ့တပြိုင်နက်တည်းဒီမှာ3ခါလည်းဖြစ်နိုင်တယ်နော်ဒီမှာ3ခါ3ပိတ်လည်းဖြစ်နိုင်တယ်ဒီမှာ4ဆိုလို့ရှိရင်ဒီမှာ3ပိတ်ဒီမှာ3ဆိုရင်ဒီမှာ4ပဲဒီ3လုံး9နဲ့ဒီ၄ကြောင်ပြိတ်၄တခြားကြည့်